မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇန်နဝါရီလ6ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သခိုင်းတိုင်းဝက်လက်မြို့နယ်အုံးလက်ဘုတ်ခြေရွာကိုဝင်ရောက်စီးနင်းနေတဲ့စစ်ကောင်စီစစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရာစစ်သားအယောက်20ကျော်သေဆုံးပြီး၃ဦးကိုလက်နက်ခဲများနဲ့အတူဖမ်းဆီးရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မနေ့ကဇန်နဝါရီလ9ရက်နေ့သခိုင်းမြို့အခြေစိုက်တမ33ကအကြမ်းဆက်ကောင်းစီတပ်သားအယောက်80ခန်းဟာဝက်လက်မြို့နယ်အုံးနေဘုတ်ခြေရွာကိုဝဲရောက်စီးနှင်းကပြည်သူ့ဝိုင်းပစ္စည်းများကိုခိုးယူနေတဲ့အတွက်ပြည်သူ့ကာကွယ်တပ်ဖွဲ့များကဝဲရောက်တိုက်ခိုက်ခဲ့ရမှာ အပြန်အလှန်ပြစ်ခတ်မှုတိုက်ပွဲ9နာရီခန့်ကြာမြင့်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ပွဲမှာစစ်ကောင်စီတပ်သားအယောက်20ကျော်တိတ်ဆုံးပြီး3ဦးကိုအရှက်ဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။ဇန်နဝါရီလ4ရက်နေ့ညနေပိုင်းမှာစစ်ကောင်စီကဒီအုံနဲ့ဘုတ်ရွာကိုဝင်ရောက်ပြီးတော့စီးနှင်းတာရွာထဲကနေပြီးတော့ပြည်သူတွေထွက်ပြေးရတယ်။အဲ့ဒီနေ့ကရွာထဲမှာပဲညအိတ်တာ ထွက်ပြေးလို့အိမ်မှာကြံခဲ့တဲ့ပစ္စည်းတွေကိုလည်းခိုးယူစားတောက်နေလို့9ရက်နေမနက်အစောကြီးမှာကျွန်တော်တို့တွေဝင်တိုက်ခဲ့တာလက်ရှိလက်ကျန်စစ်ခွေးတွေကအုံနေဖို့ရွာကနေထွက်ပြေးသွားပြီးတော့လောလောဆယ်တော့တောထဲမှာအခြေပြုနေတယ်လို့သတင်းရတယ်ကျွန်တော်တို့လည်းဝိုင်းပတ်ပိတ်ဆို့ထားပါတယ်လို့ရွှေဘိုခရိုင်အမှတ်78တရဲနယ်စည်းမခြားတော်လိုင်းအင်အားစုကတာဝန်ရှိသူတို့ကပြောကြားထားပါတယ်ဒါအပြင်အကြမ်းဖက်စစ်သားများအုံပြုတယ် MA1 အမျိုးအစားတနက်9လက် လက်ပြပုံနှလုံး၊ရှေ့ခွန်ပိုင်းတစ်လုံး၊မြင်းခွာနင်းပိုင်း၄လုံး၊ဒရုန်းဖြတ်ဆက်တစ်ခု၊60မမဘုံဒီ၃လုံးနဲ့အခြားစစ်သုံးဆောင်ပစ္စည်းများကိုလည်းသိမ်းဆည်းရရှိခဲ့တယ်လို့သိရပါဗျ။အဲ့ဒီတိုက်ပွဲအတွင်းမှာအကြောင်းဆက်ကောင်စီတပ်က Jet Fighter ၄စီးနဲ့လေကြောင်းကနေပြီးတော့အကြိမ်20ကြော်ပစ်ခုပေးပြီးတော့တိုက်ခိုက်ခဲ့ကအကြမ်းဖက်စစ်သားများကအုံနယ်ဘုတ်ခြေရွာအတွင်းကနေပြီးတော့ဆုတ်ခွာသွားတယ်လို့သိရပါတယ် ်အခုလိုစုတ်ခွာထွက်ပြေးသွားတဲ့အကြမ်းဖက်စစ်သားများကိုလည်းလိုက်လံရှင်းလင်းလျက်ရှိတယ်လို့သိရပါဗယ်၎င်းတိုက်ခိုက်မှုကိုရွှေဘုတ်ခရိုင်အမှတ်၈၈တရဲနေစီမချတော်လိုင်းရင်အင်အားစုရွှေဘုတ်ခရိုင်အမှတ်၂၃တရဲကြောင်လက်သေးတပ်ဖွဲ့တရဲ၈၈တက်ခွဲတက်ဝက်လက်မင်းသားကြီးအဖွဲ့တက်ခွဲနှစ် Pro Life အဖွဲ့တက်ခွဲသုံးဘူတင်းကြီးအဖွဲ့တက်ခွဲလေးဘူကြားကြီးအဖွဲ့ဝလက်ဒေါင်းဒီအဖွဲနဲ့ဒေါင်းစစ်တီအဖွဲများကပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးဂျီတူကာဝေးတပ်ဖွဲ့ဝင်၅ဦးမစိုးရင်ကတန်ရရှိခဲ့ကြောင်းတရေရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကချင်ပြည်နယ်မှာရှိတဲ့ဗမော်နဲ့မန်စီမြို့ကိုအပိသက်သိမ့်ပိုင်နိုင်ရေးအတွာကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့မဟာမိတ်တပ်များကဒီကနေ့ဇန်နဝါရီလ6ရက်နေ့မှာထိုးစစ်ကိုအရှိန်မြှင့်တိုက်ခိုက်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဒီကနေ့ဇန်နဝါရီလ6ရက်နေ့မနက်9နာရီကစပြီးတော့ဗမော်နဲ့မန်စီမြို့တော်မှာတိုက်ပွဲတွေပြင်းထန်နေတယ်လို့ကချင်စရေးသတင်းအရင်းမြစ်ကပြောပါတယ်။ငါတို့ဘက်ကထိုးစစ်ကိုအရှိန်မြှင့်တင်နေတာလို့၎င်းကပြောပါတယ်။ KAI ကဒီဇင်ဘာလ4ရက်နေ့ကစတင်ပြီးတော့ဗမော်နဲ့မန်စီဒေသတစ်ခုလုံးသိမ့်ပိုက်နိုင်ရေးအတွက်တိုက်ခိုက်လျက်ရှိရာ တိုက်ပွဲတလကျော်အကြာမှာထပ်မံပြီးတော့ထိုးစစ်ကိုအရှိန်မြင့်တယ်လိုက်ချင်းဖြစ်ပြီးတော့စစ်ကောင်စီဘက်ကလည်းနေတိုင်းလိုလိုလေကြောင်းပစ်ကူ drone လက်နက်ကြီးပစ်ကူများနဲ့ခုခံနေတယ်လို့ရှေ့တန်းသတင်းရေးမြစ်ကပြောပါတယ်ကချင်စည်ရေးနိုင်ငံရေးလေးလာသူဥဇော်ဆန်ကလည်းဒီကနေ့မှာဘုံဘုံနဲ့မန်စီမြို့တော်မှာ KIA ရဲ့ထိုးစစ်ကိုပြန်ဆပြီးတော့တိုက်ပွဲပြင်းထန်နေစေဖြစ်တယ်လို့ပြောဆိုထားပါတယ် ဒီလာထဲမှာပို့ပြီးတော့ပြင်ထန်နိုင်ပါတယ် KIA ကတော့မရရအောင်တိုက်ယူလိမ့်မယ်စစ်ကောင်စီဘက်ကလည်းအပြင်းထန်ခုခံနေစဲပါ KIA ဘက်ကလည်းပျောက်ကြားထိုးစစ်ဆင်နေတယ်လို့ KPDF အရာရှိတယောက်ကသတင်းပေးပို့ထားပါတယ်စစ်ကောင်စီက drone တွေလက်နက်ကြီးတွေပစ်တာများနေတယ်လို့သိရတယ်ဒီလာထဲမှာတော့ဗမော်နဲ့မန်စီအဖြူအမဲတဲတဲကွက်ကွက်အဖြေထွက်လိမ့်မယ်ထင်တယ်လို့ဦးစော်ဆန်းကပြောကြားထားပါတယ် ပြီးခဲ့တဲ့တလတာတိုက်ပွဲအတွင်းမှာဗမော်နဲ့မန်စီမြို့မှာရှိတဲ့စစ်ကောင်စီတပ်ဆွဲထားတဲ့နေရာများကို KIA ဘက်ကသိမ်းပိုက်ရရှိခဲ့ကြောင်းသတင်းရင်းမြစ်တွေကအသိပေးထားတော့လေတိုက်ပွဲရလက်အသေးစိတ်အချက်အလက်များကိုတော့ KIA ဘက်ကသတင်းထုတ်ပြန်ခြင်းပြောပြခြင်းမရှိသေးဘူးလို့သိရပါတယ် ်ဒါအပြင်နှစ်ဖက်ထိကကြာဆုံးမှုတွေရှိခဲ့ပြီးတော့စစ်ကောင်စီဘက်ကအလံဖြူထောင်းလက်နက်ချသူများလည်းရှိခဲ့တယ်လို့သတင်းရေးမြစ်ကပြောပါတယ်လက်ရှိစစ်ရေးအခြေအနေတွေနဲ့ပတ်သက်ပြီးတော့ KIA ရဲ့သတင်းနဲ့ပြန်ကြားရေးဌာနတာဝန်ရန်ဗိုလ်မှူးကြီးနော်ဘူးကိုဆက်သွယ်မေးမြန်းထားဆဲဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ရခိုင်ပြည်နယ်ဂွားမြို့ကနေထွက်ပြေးလာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များနဲ့ရွှေတောင်ရံမြို့နယ်ကစစ်ကောင်စီတပ်ဖွဲ့ဝင်များရခိုင်ပြည်နယ်နဲ့ AR တိုင်းနယ်စပ်မကြီးစင်ကျေးရွာမှာတိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့အချင်းချင်းပြန်လည်ဖမ်းဆီးမှုများဖြစ်ပွားခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရခိုင်ပြည်နယ်ဂွားမြို့နယ် AR တိုင်းရွှေတောင်ရံမြို့နယ်စပ်အနီးမှာရှိတဲ့မကြီးစင်ကျေးရွာမှာဇန်နဝါရီလ၄ရက်နေ့မှာတိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့ အရခတ်တက်တော် AA နဲ့စစ်ကောင်စီတို့တိုက်ပွဲဖြစ်ပွားနေတယ်လို့သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။အမှန်တကယ်မှာတော့ဂွမ်းမြို့ကနေထွက်ပြေးလာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုရွှေတောင်ရံမြို့နယ်ကစစ်ကောင်စီတပ်ဖွဲ့ဝင်များကပြစ်ခတ်တားဆီးရာကနေအချင်းချင်းတိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်တယ်လို့စုံစမ်းသိရှိရပါတယ်။ စစ်တပ်ကအချင်းချင်းပြစ်တာသူတို့ချင်းချင်းပြစ်တဲ့အပြင်ဒေသခံပြည်သူတွေကိုပါရန်ရှာတယ်ဒေသခံတွေအကုန်လုံးထွက်ပြေးနေရတယ်ရွာကဒေသခံတွေပိုင်ဆိုင်တဲ့ပစ္စည်းတွေကိုလည်းစစ်တပ်ကလူယူတာတွေရှိတယ်လို့သတင်းအရင်းမြစ်ကပြောဆိုထားပါတယ်စစ်ကောင်စီကအင်အားထောက်နေရခန့်နဲ့ခုခံခဲ့တယ်ဂွားမြို့ကိုအရက်ကတက်တော် AA ကထိုးစစ်ဆင်ပြီးအပိသက်သိမ့်ပတ်ရရှိကြောင်းကိုဒီဇင်ဘာလ29ရက်နေ့မှာကြေညာခဲ့ပါတယ်ဂွားမြို့ထိုးစစ် အစကနေအဆုံးထိတိုက်ပွဲအတွဲမှာစစ်ကောင်စီတပ်ဖွဲ့ဝင်အယောက်900ထက်မနည်းသေဆုံးနိုင်ကြောင်းမြေပြင်အလောင်းများဖမ်းဆီးရမိတဲ့တုံမှန်းများရဲ့ထွက်ဆိုချက်များတိစီရရှိတဲ့စာရွက်စာတမ်းများအရာသိရှိရတယ်လို့အေအေကသတင်းထုတ်ပြန်ထားပါတယ်တိုက်ပွဲကနေထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များဟာအီယော်ဒီတိုက်ပတ်ကိုဝင်ရောက်လာတဲ့အချိန်ကြိုတင်ခံစစ်ပြင်ဆင်ထားတဲ့စစ်သားများကတားဆီးခဲ့ပြီးတော့ပြစ်ခတ်ဖမ်းဆီးမှုများရှိခဲ့တယ်လို့သတင်းရရှိပါတယ် သူတို့ဖမ်းထားတဲ့သူတွေကိုရွှေတောင်ရရိတ်တာမှာထားထားတာလွတ်သွားတဲ့သူတွေကိုလိုက်ရှာရင်းနဲ့ဒေသခံတွေရဲ့အိမ်တွေကိုဖျက်ဆီးတာတွေလုပ်တယ်အိမ်ပေါ်ကိုတတ်ပြီးတော့ဆန်အိတ်တွေကိုဓာတ်နဲ့ခွဲတယ်နွားလဲတွေကိုလည်းဖျက်ဆီးပစ်တယ်လို့အဲ့ဒီဖြစ်စဉ်ကိုသိရှိထားတဲ့ရွာသားတို့ကပြန်လည်ပြပြထားပါတယ်ဂွားမျိုးနဲ့ရွှေတောင်ရမျိုးနဲ့ဟာကြောက်ချွန်ရွာချားလဲမှာတည်ရှိပါတယ်ကွာမျိုးနယ်ဘက်ကနေထွက်ပြေးလာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုရွှေတောင်ရမြို့နယ်မကြီးစင်အုပ်စုအတွင်ပေါလာချိုင်းကလချောင်းပေါတူခွင် 6ဝချိုင်တော့မှာလဲစစ်ကောင်စီကလိုက်လံရှာဖွေနေတယ်လို့သိရပါတယ်။ဒါအပြင်စစ်ကောင်စီဟာအေအေရဲ့ထိုးစစ်ကိုခုခံရန်ရွှေတောင်ရံမြို့မှာလဲခံစစ်ကိုပြင်ဆင်ထားကြောင်းသတင်းရရှိပါတယ်။ရွှေတောင်ရံမြို့နယ်ဟာပဋိပင်မြို့နယ်အတွင်ပါဝင်ပြီးတော့ဘင်္ဂလားပင်လယ်အော်နဲ့ထိဆက်နေပါတယ်။လှပတဲ့ကမ်းခြေရှိတဲ့အတွက်ရွှေတောင်ရံကမ်းခြေအဖြစ်နဲ့လူသိများပါတယ်။ရခိုင်အေအာဝတီကမ်းခြေပတ်လမ်းကိုဖြတ်သွားတဲ့မြို့နယ်လည်းဖြစ်ပါတယ်။2018ခုနှစ်ကစစ်တပ်ကကြီးရေးလေးပူးပေါင်းပြီးတော့စစ်ရေးလက်ကျက်မှုတွေပြုလုပ်ခဲ့တဲ့ကမ်းခြေလည်းဖြစ်ပါတယ်။ ဝမ်းမြို့နယ်ကက်လျက်ရှိတဲ့နေရာမှာအင်အားကိုထောင်းချီတုံးပြီးတော့ကြီးရေလေပူပေါင်းစီရေလေ့ကျင့်ခဲ့တော့လဲစစ်ကောင်စီဟာအေအေရဲ့ထိုးစစ်ကိုအရှုံးပေးခဲ့ရပြီးတော့ဂွားမျိုးကိုပါလက်လွတ်ဆုံးရှုံးထားတယ်လို့သိရပါဗါးဒါအပြင်ယခုချိန်မှာအရခတ်တပ်တော်အေအေကအေယာဝတီတိုင်းကိုဝင်လာမှာစိုးရိမ်နေတဲ့အတွက်စစ်ကောင်စီကခံစစ်တွေပြင်ဆင်နေရကြောင်းတရင်အရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရခိုင်ပြည်နယ်ပုံနာချုံမြို့နယ်မှာစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုများမကြာခဏပြုလုပ်လျက်ရှိရာမနေ့ကညနေက Jet Fighter နဲ့ဘုံးကျဲတိုက်ခိုက်မှုအတွဲမှာအရဲသားပြည်သူ၅ဦးထပ်မံတေဆုံးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပုံနာချုံမြို့နယ်အင်းစုံပြင်ကျေးရွာကိုဒီဇင်ဘာလ9ရက်နေ့ ညနေ3နာရီအချိန်ကမှစစ်ကောင်စီက၄ကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ဒေသခံပြည်သူများဟာဖုန်းလိုင်းဆက်သွယ်ရေးရတဲ့နေရာကိုသွားပြီးတော့ဖုန်းပြောနေတဲ့အချိန်အဲ့ဒီနေရာတဲ့တဲ့ကိုစစ်ကောင်စီက၄ကြောင်းကနေဘုံကျဲသွားခြင်းဖြစ်တယ်လို့သတင်းရရှိပါတယ်။ဒေသခံ9ယောက်တေဆုံသွားပါတယ်။ဒဏ်ရာရတဲ့သူတွေလည်းရှိတယ်။တေဆုံတဲ့သူက9ယောက်ထက်လည်းပိုနိုင်ပါတယ်။ပုံနာကျုံးကိုဒီကောင်တွေကအညိုတကြီးနဲ့ကိုလုံနေတာလက်နက်ကြီးရောလေကြောင်းနဲ့ရောပြစ်နေတာပါလို့ဒေသခံသတင်းအရင်းမြစ်ကပြောကြားထားပါတယ်။ပောက်ကွဲမှုပြင်းထန်တဲ့အတွက်ကြောင့်တေဆုံသူရဲ့ ကိုခန္ဓာအစိတ်ပိုင်းများဟာလွင့်ဆင်ပြီးတော့ထွက်သွားတယ်လို့သတင်းအရေးမြစ်ကပြောပါတယ်။ဘယ်သူဘယ်ဝါတေဆုံးတယ်ဆိုတာကိုအတိမပြုတ်နိုင်သေးပါဘူး။ဒေသခံတွေဟာလေကြောင်းအန်ဒီယကိုကြောက်ပြီးတော့ဘာလို့လို့ဘာကံရမန်းကိုမသိဘူးဖြစ်နေကြတယ်လို့၎င်းကဆက်လက်ရှင်းပြထားပါတယ်။2024ခုနှစ်ဒီဇင်ဘာလ31ရက်နေ့မှာလဲပုံနာချုံမြို့နယ်ရိုးတရုတ်ကြေးရွာကို Jet Fighter နဲ့ဘုံလေးလုံးကျဲချခဲ့ရာအရတားပြည်သူ9ဦးသေဆုံးပြီး10ဦးထဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ဒါကြောင့်ပုံနာချုံမြို့နယ်မှာစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုကြောင့်6ရက်အတွင်းအရတားတေဆုံးသူ10ဦးသေ ေဆုံးခဲ့တယ်လို့သိရပါတယ်ပုံနာကျုံမြို့ဟာစစ်တွေမြို့နဲ့ကက်လျက်မှာတရှိနေပါတယ်စစ်တွေမြို့အနီးပတ်ဝန်းကျင်မှာအာရခတက်တော်အေအေနဲ့စစ်ကောင်စီတို့စစ်ရေးတင်းမာနေဆဲဖြစ်ပါတယ်အေအေဟာရခိုင်ပြည်နယ်မှာကြောက်ဖြူမန်အောင်နဲ့စစ်တွေမြို့တို့ကသိမ်းယူရန်ကြက်ရှိပြီးတော့ ကျန်တဲ့မြို့နယ်များကိုလည်းတိတ်ပိုက်ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်းသိရှိရပါတယ်။လက်ရှိမြန်မာနိုင်ငံရဲ့ပြည်တွင်းရဲ့အခင်အကျင်းအဖြစ်အပျက်များကိုစစ်ရေးနဲ့ဖြေရှင်းတာထက်နိုင်ငံရေးနီးလမ်းနဲ့ဖြေရှင်းရန်အသင့်ရှိကြောင်း AA ကဒီဇင်ဘာလ26ရက်နေ့မှာကြေညာထားပါတယ်။သို့တော်လည်းစစ်ကောင်စီကရခိုင်ပြည်နယ်အတွင်းကိုလေကြောင်းကနေဘုံကျဲတိုက်ခိုက်မှုများဇက်တိုက်ပြုလုပ်ခဲ့ရှိကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းအုတ်ဖုံမြို့နယ်ဂွေးချောင်းရွာကပြည်သူ၄ဦးကိုအကြမ်းမဲ့စစ်တပ်ကအကြောင်းမဲ့ဖမ်းဆီးသွားပြီးတဲ့နောက် PDF ရဲဘော်တအုပ်ရဲ့ဖခင်ဖြစ်သူဦးသိန်းတန်းထေးကိုရိုက်နှက်တပ်ဖြတ်ပြီးရုံအလောင်းကိုလမ်းမေးမှာဆုတ်ပစ်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ၃ရက်နေ့ကအုတ်ဖုံမြို့မှာရဲစခန်းကအကြမ်းမဲ့စစ်ကောင်စီတပ်သားများဟာ ဂွေးချောင်းကျေးရွာကိုရောက်ရှိလာပြီးတော့ PDF ရဲဘော်တအုပ်ရဲ့ဖခင်ဖြစ်သူအသက်42နှစ်အရွယ်ဦးသိန်းတန်းထင်းနဲ့အမည်မသိတဲ့ပြည်သူ၃ဦးကိုအကြောင်းမဲ့ဖမ်းဆီးပြီးတော့ကားနဲ့ခေါ်ဆောင်သွားတယ်လို့သိရပါတယ်။အခုလိုမျိုးဖမ်းဆီးသွားပြီးတဲ့နောက်ဇန်နဝါရီလ9ရက်နေ့မနက်9နာရီခန့်အချိန်မှာဦးသိန်းတန်းထင်းကိုအကြမ်းဖက်စစ်ကောင်စီတပ်သားများကအုပ်ဖို့မျိုးနဲ့6တင်းခွေဆက်သွယ်ရေးလမ်းပိုင်းမှာလက်ကိုဝကြောနှီးနဲ့လက်ပြန်ကျိုးတုတ်ပြီးတော့ဥကောက်ကိုရိုက်နှက်တပ်ဖြတ်ခဲ့ခြင်းဖြစ်ပြီးတော့ တနက်နှစ်ချက်ပြစ်ဖောက်သွားတယ်လို့သိရပါတယ်။အကြမ်းဖက်စစ်ကောင်စီတပ်သားများကရိုက်နှက်တပ်ဖြတ်ခဲ့တယ်။ဦးသိန်းတန်းထေးဟာတာယာဝရီခရိုင်အမှတ်၁တိုင်ရင်တက်ခွဲငါးက PDF ရဲဘော်တအုပ်ရဲ့ဖခင်ဖြစ်တယ်လို့သိရပါတယ်။ဖမ်းဆီးခံရတာကဂွေးချောင်းကြီးရွာကဦးသိန်းတန်းထေးရဲ့အမျိုးသမီးနှစ်ဦးနဲ့အမည်မသိတဲ့အမျိုးသားတအုပ်ပေါ့စုစုပေါင်း၄ဦးကိုစစ်ခွေးတွေကကားနဲ့မတရားဖမ်းဆီးသွားတာဖမ်းဆီးခံရတဲ့သူတွေထဲက PDF ရဲဘော်တအုပ်ရဲ့ဖခင်ဖြစ်သူဦးသိန်းတန်းထေးကို၆တင်းခွဲဆက်သွယ်ရေးလမ်းပိုင်းမှာစစ်ခွေးတွေကဝကြုံအနီးနဲ့လက်ပြန်ကြိုးတုတ်ပြီးတော့ရိုက်တက်သွားတယ်။ ်နောက်ပြီးတော့တန်းတန်းတက်ချက်လည်းပြစ်ဖောက်သွားတယ်စစ်ခွေးတွေကသူတို့တတ်ပြီးတော့ရုံအလောင်းကိုမနက်ပိုင်းမှာပြန်လာကောက်ပြီးဒကြိုလိုက်တယ်လို့တော့သိရတယ်လို့ဒေသခံပြည်သူတို့ကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်မန္တလေးအပါအဝင်မြို့ကြီးများမှာတရက်ကို ၄နာရီအောက်သာလျှက်စက်မီပေးနိုင်တော့မှာဖြစ်ကြောင်းရန်ကုန်တိုင်းလျှက်စက်ဓာတ်အားပေးကော်ပိုရေးရှင်းကပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ9ရက်နေ့ကစတင်ပြီးတော့ရန်ကုန်တိုင်းမှာရှိတဲ့မြို့နယ်များမှာအုပ်စု၃စုခွဲပြီးတော့၄နာရီမီပေးပြီး၈နာရီမီဖြတ်တဲ့စနစ်များကိုစတင်ကျင့်သုံးနေတော့လေလက်ရှိလျှက်စက်မီရရှိမှုဟာတိုးတက်မလာတဲ့အတွက်မြို့နယ်တစ်ခုကိုတနေ့ကိုပြန်ပြ၄နာရီဝင်းကျင်သာမီရရှိနိုင်တော့မှာဖြစ်တယ်လို့သိရပါတယ်။စစ်ကောင်စီက၎င်းတို့ရဲ့ဝါဒဖြန့်သတင်းစာများနိုင်ငံပိုင်ရုပ်သံနဲ့ရေဒီယိုများကနေတဆက်လျှက် က်ဆက်မီးကိုခြွေတာရန်ရေကိုခြွေတာတောင်းရန်အတွက်ပြည်သူများကိုစတင်နှိုးဆော်မှုများလှုပ်ဆောင်နေတယ်လို့သိရပါတယ်ဒီကနေ့ဇန်နဝါရီလ6ရက်နေ့ထုတ်စစ်ကောင်စီရဲ့ဝါဒဖြန့်သတင်းစာများမှာညာအိတ်ချိန်မှာလျက်ဆက်မီးများပိတ်ထားခြင်းဖြင့်လျက်ဆက်ကိုနေ့စဉ်ခြွေတာတင်ပါတယ်လို့ဖော်ပြထားပါတယ်ညာဘိုင်းကိုလျက်ဆက်မီးကလာကုန်မလာတာလေဘယ်ကိုသွားပိတ်ရမှာတော့အခုကနေရောညပါပြတ်နေတာ တနေ့ကိုနှစ်နာရီဇက်တိုက်တော့မလာတော့ဘူးလို့တာမွေမြို့နယ်ကြားကွက်တဲ့ရက်ကွက်ကအင်ရှင်မတဦးကရင်ဖွင့်ပြောကြားထားပါတယ်လျက်စစ်ဓာအားကိုခြွေတာနိုင်တဲ့နီလန်းများအဖြစ်အင်းရဲ့ပြင်ပမှာထုံးထားတဲ့မီးများကိုနေအလင်းရောင်ရရှိတဲ့အချိန်မှာပိတ်ထားခြင်းအပြင်လျှက်ဆက်မီးကိုခြွေတာကြရန်လဲစစ်ကောင်စီကပြည်သူများကိုဗျမ်းမာတာတိုက်တွန်းထားပြန်ပါတယ်။ဒါအပြင်စစ်ကောင်စီကပြည်သူများအနေနဲ့ရေကိုခြွေတာရန်တိုက်တွန်းလိုက်ပြီးတော့ရေခြွေတာရေးနီလန်းများအဖြစ်သွားတိုက်နေတဲ့အချိန်မှာဘုံပိုင်ကောင်းကိုဖွင့်မထားပါနဲ့။သွားတိုက်ရေးရေဖန်ကွက်ကိုအမြဲတမ်း ကားတွေကိုရေဆင်းရင်လည်းရေပိုက်ကိုမသုံးပါနဲ့ရေဖြည့်ထားတဲ့ပုံးတဲ့သာကားတွေကိုစီးကြောပါလို့အကြံပြုတိုက်တွန်းထားပြန်ပါတယ်တနိုင်ငံလုံးမှာတရက်ကိုလျှက်စစ်ဓာတ်အားလိုအပ်ချက်ဟာဓာတ်အား9443မဂါဝတ်လိုအပ်ချက်ရှိနေတော့လေလက်ရှိမှာတော့တရက်ကိုဓာတ်အား1800မဂါဝတ်ဝင်းကျင်ရာဂိုင်နှုန်းအပြင်30ရာဂိုင်နှုန်းကျော်ဝင်းကျင်သာထုတ်လုပ်နိုင်တော့တယ်လို့သိရပါတယ်အဓိကအားဖြင့်ရတနာကမ်းလွန်တဘာဝဓာတ်ငွေပိုက်လိုင်းပြုပြင်နေခြင်းကြောင့်ဓာတ်ငွေ3လျှက်စစ်ဓာတ်အားထုတ်ဆက်ယုံများဟာလည်း ဓာတ်အားထုတ်လို့မှုအကြီးအကျယ်ရော့ကျလျက်ရှိတယ်လို့သိရပါဗျ။တခြားတစ်ဖက်မှာလည်းမနစ်ကရေကြီးရေရှမ်းမှုကြောင့်ပျက်စီးသွားတဲ့ရေအားလျက်စက်ဆက်ယုံများဟာလည်းပြန်လည်ပြင်ဆင်နိုင်ခြင်းမရှိသေးဘူးလို့ပြောပါဗျ။လာမယ့်နေရာဒီကာလအတွင်းမှာလက်ရှိထုတ်လုပ်နေတဲ့ရေအားလျက်စက်ထုတ်ဆက်ယုံများမှာရေအားလျော့နေလာမှာဖြစ်တဲ့အတွက်ရေအားလျက်စက်ထုတ်လုပ်မှုဟာအခုရနေတဲ့30ရာခိုင်နှုန်းအောက်ကိုထပ်မံပြီးတော့ကျဆင်းသွားနိုင်တယ်လို့လျှက်စက်ဝင်ကြီးဌာနရဲ့အတိုင်းအဝိုင်းကထုတ်ဖော်ပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရဲတဲ့နိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ကင်းရှင်းပြီးတော့လုံခြုံစိတ်ချပြီးပျော်ရွှင်ရတဲ့ဘဝများကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ